ဖျားသခင်ဤကောင်းချီးမင်္ဂလာအပြည့်ပြားတက်ရောက်ပါမည်အကြောင်းသခင်ယေရှုနာမတော်မြတ်၌ဆုတောင်းကောင်းချီးပေးပါ၏နှစ်ရက်12လ2025အင်္ဂါနေ့နေ့စဉ်တဝင်စာဆောင်ကို အတူတကွဖတ်ရှုခြင်းအပြင်ထာဝရဘုရားအားဝတ်ပြုကိုးကွယ်ကြပါစို့ဝိညာဉ်တခုဤတန်ဖိုး လူသည်ဤစကြဝဠာကိုအကျွင့်မဲ့အစိုးရ၍မိမိအသက်ဝိညာဉ်ရှုံးနေအဘယ်ကျေးဇူးရှိသနည်းရှမာကုခန်းကြီး၈အငယ်36ဖျားသခင်အတွက်ဝိညာဉ်တစ်ခုသည်ကဘာပေါ်ရှိစီးစိတ်ဥစ္စာများ အရင်အမြင့်များနှင့် စွန်းအားအားလုံးထက်ပို၍တန်ဖိုးရှိသည်ယင်းသည်ဖျားသခင်နိုင်ငံတော်ဤအမှန်တရားဖြစ်သည့်တိုင်အောင်၎င်းသည် အမခံ အမှန်တရားတစ်ခုဖြစ်သည်လူသားဝိညာဉ်ဤတန်ဖိုးနှင့်နှိုင်းရှင်နိုင်သောအရာမရှိပါကျမ်းစာကဘုရားသခင်ဤသားတော်ကိုယုံကြည်သောသူအပေါင်းတို့သည်ပျက်စီးခြင်းသို့မရောက်ဒါရအသက်ကိုရစေခြင်းကဘုရားသခင်သည်မိမိ၌တပါးတည်သောသားတော်ကိုစွန့်တော်မူသည့်တိုင်အောင်လောကီသားတို့ကိုချစ်တော်မူ၏ဟုမိန့်တော်မူ၏ရှင်ယောဟန်အခန်းကြီး3အငယ်16 ်သခင်ယေရှုသည်ကဘာကြီး၏စနစ်များအဆောက်အဦများနှင့်တဘာဝပေါက်ပင်များအတွေ့အသေးမခံခဲ့ပါကိုရောသည်လူသားတို့အတွေ့အသေးခံခဲ့ပါသည်သင်တွေ့သည်မဥညင်တိုင်းသည်ထာဝရတန်ဖိုးကိုတည်ဆောင်ထားပါသည်နောက်ခံတမိုင်းသူမဟုတ်အမှုအရာမခွဲခြားပဲလူတိုင်းသည်ဖျားသခင်အတွက်အလွန်အရေးကြီးလာပါသည်သူတို့ဤ တန်ဖိုးသည်ယေရှုခရစ်၏အသွေးဖြစ်သည်မိစဉ်ပါဆက်ကျင်လေသောအချီနှီးကျင့်ကြံပြုမှုခြင်းမှ ရွှေငွေအစရှိသောဖောက်ပြန်ပျက်စီးတတ်သောဥစ္စာနှင့်သင်တို့ကို ရွေးတော်မူသည်မဟုတ်အပေအပြစ်များမရှိအညစ်အကြေးနှင့်ကင်းစင်သောသောတငယ်ကဲ့သို့သောခရစ်တော်၏အသွေးတော်မြတ်နှင့်ရွေးတော်မူသည်ကိုတိမှတ်ကြလော့ တိပိတုအခန်းကြီး1အငယ်16မှ19စိတ်ဝိညာဉ်ဤတန်ဖိုးကိုအမှန်တကယ်စုတ်ကင်မိသောအခါဧဝံဂေလိတရားသည်တရားဥပဒေစုံမှုမှုတက်ပူလာပါသည်၎င်းသည်ချစ်ချင်းမြတ်တာတာတနာလုပ်ငန်းတစ်ခုဖြစ်လာပါသည်သင်သည်ပျောက်ဆုံးသွားသူများအတွက်ငိုကြွေးလိမ့်မည်သူတို့အတွက်ဆုတောင်းပေးပါလိမ့်မည်သူတို့ထံပါသို့ရောက်ရှိရင် တင်ဤတတောင့်တတဘဝထဲမှာတင်ထွက်ခွာပါလိမ့်မည်ကြောကြားမှုစည်းစိမ်ချမ်းသာနှင့်အပျော်အပါများဖြင့်လူတို့သည်စိတ်အာယုံ ပြောင်းလဲသွားသည်ကိုနဆူအလိုရှိပါသည်သို့မှသာသူတို့သည်သာရအရာကို သူတို့မေးလျော့သွားကြသည်သို့တော်ဖရာသခင်ဤသာသမီတယောက်အနေဖြင့်တင်သည် အပေါ်ယံကိုကြော်လွန်မြင်တွေ့ရမည် ဝိညာဉ်တိုင်းကို ပြန်လည်သိမ့်ပိုက်ရယူရင်စောင့်နေသောယတနာအဖြစ်မြင်တွေ့ပါဝိညာဉ်တစ်ခုဤတန်ဖိုးကို ကျွန်ုပ်တို့အားပုံမသိစေရန်ကျမ်းစာက ဖြောက်မတ်၍နောင်နာရစေရအကြောင်းမရှိသောသူ69ယောက်တို့၌ကောင်းကင်သားတို့သည်ဝမ်းမြောက်ခြင်းရှိသည့်ထက် နောင်တရသောလူဆိုးတယောက်၌သာ၍ဝမ်းမြောက်ခြင်းရှိကြသည်ဟု မိန့်တော်မူ၏ရှေလုကအခန်းကြီး၅ အငယ်ခွန်ထို့အရာကိုစဉ်းစားကြည့်ပါနောင်တရသောအပြစ်သားတယောက်အတွက် ကောင်းကင်ရှိသမျှတို့သည်ဝမ်းမြောက်ပျော်ရွှင်နေပါကထို့အရာကိုထက်ခါထက်ခါမြင်တွေ့ဖို့အဘယ်များလောက်ကြိုးစားသင်ပါသနည်းထို့ကြောင့်သင်ဤအလေးအထားနှင့်ဘဝနေထိုင်မှုပုံစံကိုဝိညာဉ်အောင်နိုင်သူဖြစ်စေပါခေါ်ယူထားသောသူများကိုကဲ့တင်ပါလူတို့ဤဝိညာဉ်များကိုအမှောင်မှ အလင်းတို့၎င်းစာရန်ဤတကူမှဖရာသခင်ထံတို့၎င်းကဲ့တင်ပါထို့အရာတဲ့အပေအရာကားမြပုံမို့၍မပြီးပြည့်စုံစေနိုင်ပါထွေလေးလာရင်ကြံပါရှင်လူကအခန်းကြီး15အငယ်3မှခွန်ထိုဥပမာစကားကိုမိန့်တော်မူတီကသင်တို့တွင်တစုံတယောက်သောသူ၌သိုးတရာရှိ၍ တိုးတကောင်ပြောက်နေ69ကောင်တော့တိုးတို့ကိုတောတွင်ထားခဲ့ပြီးမှပျောက်တော့တိုးတကောင်ကိုမတွေ့မိတိုက်အောင် သွား၍မရှာဘဲနေမိလောတွေ့ပြီးလျင်ဝမ်းမြောက်သောစိတ်နှင့်ပခုံးပေါ်မှတင်ထမ်း၍မိမိအိမ်သို့ရောက်သောအခါအဆွေခင်ပေါ်အိမ်နီးချင်းများကိုခေါ်၍ပျောက်သောတိုးကိုငါတွေ့ပြီးငါနှင့်အတူဝမ်းမြောက်ကြလော့ဟု ဆိုတတ်သည်မဟုတ်လော ်ထိုနည်းတူဖြောင့်မတ်၍နောင်နာရစီရအကြောင်းမရှိသောသူ96ယောက်တို့၌ကောင်းကင်သားတို့သည်ဝမ်းမြောက်ခြင်းရှိသည့်ထက်နောင်တရသော လူစုတယောက်၌တာ၍ဝမ်းမြောက်ခြင်းရှိကြသည်ဟုငါဆို၏ရှင်ယောဟန်အခန်းကြီး3အငယ်16မှ19ဖျားသခင်ဤသားတော်ကိုယုံကြည်သောသူ အပေါင်းတို့သည်ပျက်စီးခြင်းတို့မရောက် ထာဝရအသက်ကိုရစေခြင်းငှာဖျားသခင်သည်မိမိ၌တပါးတည်းသောသားတော်ကိုစွန့်တော်မူသည့်တိုင်အောင်လောကီသားတို့ကိုချစ်တော်မူ၏လောကီသားတို့အားအပြစ်စီရင်ခြင်းငှာဖျားသခင်သည်သားတော်ကိုဤလောကသို့စေလွှတ်တော်မူသည်မဟုတ်လောကီသားတို့သည်ကိုရောအားဖြင့်ကယ်တင်ခြင်းသို့ရောက်မည်အကြောင်းစေလွှတ်တော်မူ၏ရှင်ယာကုတ်ခန်းကြီး9အငယ်20 အပြစ်ရှိသောသူကိုမှားယွင်းသောလမ်းမှပြန်စီသောသူသည်ဝိညာဉ်ကိုတည်ခြင်းမှကဲ့တင်၍ညာစွာသောအပြစ်တို့ကိုဖုံးအုပ်တတ်သည်ဟုထိုသူသည်သိမှတ်စီဆွတောင်းခြင်းကိုအတူတကွဝန်ခံကြပါစို့ကောင်းကင်ဘုံရှင်အဖာကိုရောတီလူတို့အားမြင်တွေ့သည့်ဤအတိုင်း မြင်တွေ့ရန်ကျွန်ုပ်ဤမျက်လုံးများကို ဖွင့်ပေးသည့်အတွက်ကိုရော့ကိုကျေးဇူးတင်ပါ၏ဝိညာဉ်တစ်ခုဤစစ်မှန်သောတန်ဖိုးကိုမှတ်မိသိရှိပြီးတန်ဖိုးထားတတ်စီရန်ကျွန်ုပ်ကိုကူညီပေးသည့်အတွက်ကျေးဇူးတင်ပါသည်ကျွန်ုပ်သည် ဧဝံဂေလိတရားကိုစိတ်အားထက်သန်စွာဟောပြောနေပြီးထိုသူတို့အားအမှောင်ဆိုးဆန့်သောနေမြေမှာကိုရောဤအံ့ဖွယ်သောအလင်းတော်သူကဲနှုတ်ပေးနေစဉ်ထိုအရာကပျောက်ဆုံးနေသူများအတွေ့တနာချင်းကယူနာစိတ်ဖြင့် ကျွန်ုပ်ဤနှလုံးသားကိုတောက်လောင်စေပါ၏။တခင်ယေရှုဤအမည်နာမ၌အာမင်။တနစ်တာကျမ်းစာဖတ်ခြင်းအစီအစဉ်တိယောအခန်းကြီး3အငယ်7မှ24ရေစကြည်လအခန်းကြီး49မှ48ကိုဖတ်ရှုဆင့်ခြင်းနှလုံးသွင်းကြပါစို့။နနစ်တာ ကျမ်းစာဖတ်ခြင်းအစီအစဉ်ရှင်ယောဟန်အခန်းကြီး7အငယ်1မှ30 600အခန်းကြီး9မှ69ဖတ်ရှုဆင်ခြင်းနှလုံးသွင်းကြပါစို့